မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဖတ်ပြပေးခြင်းနဲ့စာလေးကတော့စိတ်ခွန်အားအတွက်ကောင်းလို့ရရာစာစုများဆိုတဲ့ကဏ္ဍလေးဖြစ်ပါတယ်ဆရာချစ်ဆံဝင်ရဲ့စိတ်အကြံတစ်ခုကိုဇောကပ်၍မိတိုက်ခြင်းကျွန်တော်တို့ဤလောကလူပြည်တို့ ရောက်ရှိလာခြင်းသည်အချီးနှီးမဲ့အတိတ်ပဲမဲ့ရောက်ရှိလာခြင်းမဟုတ်အတိတ်ပဲရှိရှိဖြင့်ရောက်ရှိလာခြင်းဖြစ်ပါသည်ကျွန်တော်တို့ဤလောကအတွင်းသို့ရောက်ရှိလာခြင်းသည် fight to for ရန်ရောက်ရှိလာခြင်းဖြစ်ပါသည်ကျွန်တော်တို့တူးဖော်ရသည့်တိုက်သည်တဘာဝယရနာတိုက်ကြီးဖြစ်ပါသည်ထိုတိုက်ကြီးများတဲ့တွင်တဘာဝယရနာများ acres of diamond တရှိနေပါလေထိုသဘာဝယရနာတိုက်ကြီးများကိုသဘာဝတရားကြီးကလိုချင်သောသူမှန်သမျှကိုပေးရန်အသင့်ရှိပါလေဒင်းသည်လူဖြစ်ပါကထိုသဘာဝယရနာတိုက်ကြီးကိုတူးဖော်ဝင်ရှိပါလေသဘာဝတရားကြီးကလူဟုသမျှကိုထိုယရနာတိုက်အားတူးဖော်ဝင်ပေးထားပါလေ မြောက်များစွာသောတဘာဝယရနာအတိုက်များအနက်မှာဒင်းသည်ဘယ်တိုက်နန်းကိုတူးဖော်လိုပါသည်။ဘယ်တိုက်ကိုတူးဖော်လိုသည်ဟူသောဆန္ဒကိုတော့သင် ပြောရမည်ဖြစ်ပါသည်။သင်လည်းဘယ်တိုက်နန်းကိုတူးဖော်လိုသည်ဟူသောရည်ရွယ်ချက်တောင်းတချက်စီမံချက်စိတ်ဆန္ဒသောတစ်ခုခုတော့ရှိရမည်ဖြစ်ပါသည်။ ဘေယရနာဆိုင်ကိုတူးဖော်မီဆိုသည့်အရွယ်ချက်တစ်ခုတဲ့တွင် ရှိပါပြီလားသို့သော ထိုရွယ်ချက်တောင်းတချက်ရှိုံမြန်နေကအလွန်အဖိုးတိုက်တန်သောရင်းတဘာဝယရနာတိုက်ကြီးများကိုတဘာဝတရားကမင်းယူတော့ဟုအလွယ်တကူပေးယူထုံးစံမရှိပါတဘာဝတရားကြီးသည်ဤရွယ်ချက်ရှိသော လူပိသသော လူဆန်သူဟူသည်များကိုယရနာအတိုက်ကြီးများကိုထုတ်ဖော်ပြီးပေးတတ်ကြပါသည်လူမပိသာသောသူဟူသည်များကိုထုတ်ဖော်မပေးတတ် လူမဆန်သူအလွယ်နှင့်အရှုံးပေးတတ်သူတို့ကိုတဘာဝတရားကြီးက မုံလီပါသည် ထိုသူများကိုတဘာဝတရားကြီးကအဖက်လို့ဆက်ဆံမီမဟုတ်ပါလူပိသာသူလူဆန်လူတို့ကိုသာ အလေးပေးဆက်ဆံပါသည် လူပိသသူဆိုဒီမှာဘဲသူနီလူပိသသူဆိုဒီမှာဇွဲရှိသူလုံလာရှိသူဝိရိယရှိသူတိကျပြတ်သားသူဤမှန်းချက်ဤဝဲချက်တောင့်တချက်ရှိသူများဒီလူပိသသူများ ဖြစ်ပါသည်ဒုံသူများသည်လူဆန်သူများ ဖြစ်ကြပါသည်တဘာဝတရားကြီးကထုတ်ဖော်ပေးအပ်သောယရနာတိုက်ကြီးများသည် အလွန်မှအဖို့တန်လာပြီး တွက်ချက်ဤတွက်ရမရနိုင်တော့အောင် တန်ကြီးရှိပါသည် ထို့ကြောင့်သဘာဝတရားကလူများအားဖိုးကြနာတိုက်ကြီးများကိုလူပိသားသူဟုတ်မဟုတ်လူပိသားသူဖြစ်မဖြစ်လူသားဆမ်းမဆမ်းဆိုသောကိစ္စကိုတရဇက်စစ်စီစမ်းသပ်၍အပြင်းစားမိတိုက်ကငရဲမိအစာခံနိုင်သူတို့ကိုသာယရနာတိုက်ကြီးများကိုရဲ့ရဲ့ရောရောဖွင့်လှစ် ပေးတတ်ပါသည်။သင်သည်ဤကဘာမီပေါ်တွင်တဘာဝရတနာတိုက်များကို ဖော်ယူလိုပါသလား။သင်သည်တထေးဖြစ်လိုပါသလား။သင်သည် အောင်ပွဲရလိုပါသလား။သင်သည် လိုချင်တာရယူလိုပါက ဖော်ယူနိုင်ပါသည်။သင်သည် လူပိသကြောင့်တော့အစမ်းသက်ခံရဖြစ်ပါသည်။အခုဖော်ပြချက်များသည့်သဘာဝယန္တနာတိုက်ကြီးများကို ပေါ်ထုတ်ရာတွင် မရှိမဖြစ်သိအပ်သောဖြည့်ဝတ်ချက်တရက်ကိုတိတိလင်းလင်းပေါ်ထုတ်ရေးသာထားခြင်းဖြစ်ပါသည်။ဤစာအုပ်ကိုဖတ်ရှု၍သဘာဝတရား၏ဖြည့်ဝတ်ချက်ကိုသိရှိကာတိုက်တူးမီဟုဆိုပါကသင်သည်မိသည့်တိုက်ကိုတူဖို့လိုပါသည်။သင်တူဖို့လိုသောယတနာတိုက်ကိုသင်တူဖို့ဝင် ရှိပါသည်။တူဖို့ဤနှင့်ရနိုင်ပါသည်။ သင်သည်ဖြစ်နိုင်ခြေရှိသောမည်သည့်ရဏာတိုက်ကို တူးဖော်မည်ဆိုသောဤမှန်းချက်ကတော့ပြက်ပြက်သားသားရှိရမည်ဖြစ်ပါသည်။ထိုဤမှန်းချက်သည် ကြီးကျယ်ခြင်းသလောက်ကြီးကျယ်နိုင်ပါသည်။သင်ဤမှန်းချက်သည်မိုးကိုဒူးနှင်တိုက်ရသလောက်မြင့်မားခြင်းမြင့်မားပါစေ။သင်ဤရွယ်ချက်ပေါ့မြောက်အောင်မြင်ခြင်းသည် အမှန်တကယ်သင်လှုပ်ဆောင်နိုင်ပါကသင်သည် လောကတွင်ဘယ်အရာကိုမဆိုရရှိနိုင်ပါမည်။သင်သည် လူသားဖြစ်သောကြောင့်ဤကဘာမျိုးပေါ်တွင်သင်အလိုရှိသောအရာဟူသည်။ရရှိနိုင်ပါသည်။ဤကဘာမျိုးသည်လူသားတို့ပိုင်ဆိုင်သောကဘာမျိုးဖြစ်ပါသည်။သင်မယူ၍သာယနေ့မရရှိခဲ့ခြင်းဖြစ်ပါသည်။သင်အလိုရှိပါကရရှိနိုင်တာကြီးသာဖြစ်ပါသည်။ဤကဘာမျိုးပေါ်တွင်ရှိပြီးသောမိသည့်အရာကိုမဆို သင်ရယူပိုင်ဆိုင်ခွင့်ရှိပါသည်။ဤကဘာမျိုးပေါ်တွင် လူသားနဲ့မထိုက်တန်သောအရာဟုမျှဘာမျှမရှိဒီဒီအင်ကဘာမြေပေါ်တွင်မြေစုသကနတ်ပန်းကိုအလိုရှိပါသလားမနောမယပဒမြားကိုအလိုရှိပါသလားဘာဖြစ်လိုပါသနည်းဖြစ်နိုင်ရင်ရှိသောအချီးနီးမဟုတ်သောရည်ရွယ်ချက်တောင်းတချက်တစ်ခုခုကိုယခုပင်စာဖြင့်ရေးချ၍လိုတရဆောင်ကျင်းနိုင်ပါသည်ဇွဲလုံးလားဖြင့်လျှို့ဝှက်အပ်သောရတနာတိုက်ကြီးများကို တူးဖော်ခဲ့ကြသူများ တူးဖော်အောင်မြင်ခဲ့ကြသူများသည် များစွာရှိပါသည် လူပိသားသော လူသားဧကန်စင်စစ်ဖြစ်သော လူများစွာတို့သည်တဘာဝယန္နာတိုက်များကို ဖော်ပြပါနိလန်များဖြင့်တူးဖော်ခဲ့ကြပြီဖြစ်ရာဒီနေ့သည်ပွဲတွေ့နိလန်လည်းဖြစ်ပါသည်မြောက်များစွာသောသူများသည်ဤနိလန်ဖြင့်တဘာဝယန္နာတိုက်ကြီးများကိုတူးဖော်ခဲ့ကြပြီဖြစ်ပါသည်ဤနေ့အချိန်ကားသည်သင်အားသင်အချိန်သင်အလှည့် ဖြစ်သည်ဟုမှတ်ယူနိုင်ပါသည် ထို့ကြောင့်လဲဤစာကို သင်နားထောင်မိခြင်းဖတ်ရှုမိခြင်း ဖြစ်ပါသည် ထို့ကြောင့်ဤစာကို သင် အချိန်ပေး၍နားဆင် နိုင်ပါသည်ဖတ်ရှုနိုင်ပါသည်ဥပမာဂျပန်နိုင်ငံမှာ King of the Pearl ပလဲဘီယံမဲမြတ်ဟု အများကသတ်မှတ်ကြသော မီကီမိုတိုကဲ့သို့သောအလွန်အဖိုးထိုက်တန်၍လုံဝင်းဖြူလာသည့်ပလဲယရနာအလုံးကြီးဆယ်သန်းကျော်ပိုင်ဆိုင်သော ပလဲတထေးကြီးဖြစ်နိုင်ပါသည် မီကီမိုတိုသည်ဤနီလန်ဖြင့်ဂျပန်နိုင်ငံတွင်ပလဲတိုက်ကြီးကိုတူးယူခဲ့သည့်တိုက်ဆရာကြီးဖြစ်ပါသည်ဘဲလ်ဆိုသောကျောင်းဆရာကလေးသည်ဒီနီးကိုပင်အသုံးပြု၍ မိုင်ပေါင်း4600အကွာဝေး၌ရှိနေသော လူသားတဦးနှင့်တဦးကို ကြည်လင်ပြတ်သားစွာစကားပြောဆိုနိုင်သောနိလန်းကို ဖော်ထုတ်၍အသက်28နှစ်ဖြင့်ကမ္ဘာကျေးဇူးရှင်ဘဝကိုရောက်ရှိလာသော သိပ်ပံမှော်စရာတဦးဖြစ်ပါသည်နေရူးသည်သူ၏ချစ်စနီးတို့နှင့်လည်းဒီနိလန်းဖြင့်ပင်ဗြိတိရှနေမွေအင်ပါယာကြီးကို ဖြိုချခဲ့ပူပါသည် ကိုလံဘတ်သည်ယနေ့ကမ္ဘာတွင်နံပါတ်၁ထိပ်တန်းနိုင်ငံမဟာအင်အားကြီးနိုင်ငံဖြစ်သော အမေရိကန်နိုင်ငံနှင့်အမေရိကတိုက်ကိုဒီနည်းနှင့်ဖြင့်ရှာဖွေဖော်ထုတ်အောင်ဝဲရယူခဲ့ပူပါသည်ဂျော့ချ်ဝါရှင်တန်သည်အီနီးဖြင့်ပင်သမ္မတကြီးဖြစ်လာခြင်းဖြစ်ပါသည်ယနေ့လေရင်ကုမ္ပဏီကြီးများနဲ့ကမ္ဘာလေရင်ခီးတွေပို့ဆောင်ရေးလုပ်ငန်းကြီးဖြစ်သည့်ဘိုးအင်းသည်လည်းအီနီးဤအသီးအပွင့်ဖြစ်ပါသည် ဤနည်းကိုကျွန်ုပ်သင်အားပေးပါမည်။ပွဲတွင်ဤဖြစ်၍စိတ်ချလက်ချမိဝဲသုံးဆွဲနိုင်ပါသည်။သင်နှင့်သင်မိသားစုသင်ရရအတက်သားမကမြမပြည်သူတရလုံးထိတ်တန်းသို့ရောက်၍ကမ္ဘာချမ်းသာဆုံးနိုင်ငံဤတနိုင်ငံဖြစ်လာအောင်ဤစာဥပါနီလမ်းများကဖန်တီးပေးနိုင်ပါသည်။အသင်လူသားသင်မှာဖန်တီးနိုင်စွမ်းရှိပါလျက်။သင်မိဘသင်သားသမီးနှင့်သင်ပေါ်သက်စာရှိသောခြေစနီးတို့ကိုအဘယ်ကြောင့် လောကယရဏာများဖြင့်ဖော်ထုတ်၍မပေးဘဲနေပါမည်နီစင့်ဖန်လေးနိုင်စွမ်းကိုအပြုသောအမြင်ဖြင့်ယနေ့ပင်ထပြီးလုံနိုင်ပါသည်ချိန်မဆွဲပါနဲ့ချိန်ဆွဲခြင်းသည်မိမိကိုယ်ကိုကြိုးဆွဲချစေခြင်းဖြစ်ပါသည်အချိန်ဆွဲခြင်းသည်အကြီးစားသခိုးကြီးဖြစ်ပါသည်အချိန်ဆွဲသည်ဆိုသည်မှာအနာဂတ်မှာမိမိပိုင်အချိန်ကိုခိုးယူသုံးဆွဲမှုဖြစ်၍အလွန်ဆိုးရွားမှုတွေဖြစ်ပါသည် ဒီနည်းလမ်းများကိုသင်သည်အချိန်မဆွဲဘဲယခုချက်ချင်းထလုပ်နိုင်ပါသည်။ယခုပင်ထလုပ်ပါ။ယနေ့ပင်သင်ချမ်းသာလာပါလိမ့်မည်။စိတ်အကြံတစ်ခုကိုဇောကပ်၍မိတိုက်ခြင်း။လူတော်များများဟာစာရေးတတ်လို့ကြပါလေ။စာရေးကြတယ်ဗျာ။ကျွန်တော်စာဘလို့ရေးရမလဲ။ပေါ်ထုတ်မေးမြန်းတတ်ပါလေလူတိုင်းမှာဘဝအတွေ့အကြုံများရှိပါတယ စမ်းပြတဲ့ကိုရီးဖြစ်ရများလည်းရှိကြပါတယ်။ထူးသဖြင့်စာနဲ့ပေးနဲ့မကင်းသော ပင်စင်စားကြီးများ၊ကျောင်းဆရာကြီးများဟာစာရေးသားကိုကြိုးစားကြပါတယ်။ယင်းတို့ဟာစာရေးတဲ့နည်းစနစ်ကိုအလွယ်နဲ့မသိ၍စာရေးဆရာဖြစ်မလာပဲယင်းတို့တွင်ရှိသောဘောအတွေ့အကြုံများကိုရီးဖြစ်ရစမ်းများကိုယင်းတို့မှာကြားလိုသည့်သဘောထားများကိုလည်းလူလောကတွင်ဘာမျှမထားရခဲ့နိုင်ပဲကွဲလွန်သွားကြပါသည် ထိုရာများသည်ယင်းတို့နှင့်အတူတမလန်တို့ပါသွားပြီးအလွန်မှနှမျောเสียကောင်းလာပါသည်လူတိုင်းကြိုးစားသင့်ပါသည်စာရေးနိုင်ရန်အတွက်အနည်းဆုံးမိမိတို့၏ဘဝမှတ်တမ်းများကိုတားဆင်မြည်းဆက်အတွက်ရေးသားသင့်ပါသည်ပုံနှိပ်ထုတ်ဝေရန်မဟုတ်ဘဲတားဆင်မြည်းဆက်ထားရှိဖို့အတွက်ရေးသားသွားရန်မိသားစုတိုင်းတွင်စာအုပ်ကြီးတစ်အုပ်ရှိထားသင့်ပါသည်ကျုံ့ညိုက်ပါက လူတိုင်းစာရေးပြအောင်တိုက်တွန်းလိုပါသည် ကျုပ်စာရေးခြင်းနဲ့ဗျာဘလို့စာစာရေးရမလဲဟုမင်းမြန်းသူလည်းအားလဲစာရေးသားချင်းလှည့်ဝတ်ချက်ကို ပြောပြခဲ့ဘူးပါသည်အဓိကလှည့်ဝတ်ချက်မှာစောင်းမဖြစ်စေဝတ္ထုဖြစ်စေ စာညွန့်ဖြစ်စေကြပြာဖြစ်စေဘာရေးခြင်းသနည်းရေးခြင်းသောအရာကိုရေးပါသို့သောတင်ရေးခြင်းသောအရာသည်တခြင်းရင်းလျင်အကြောင်းအရာတစ်ခုကိုသာရေးရန်ဖြစ်ပါသည်။ဆောင်းပါးတစ်ခုကိုရေးမိလား ဆောင်းမာတပုတ်တွင်အကြောင်းအရာတစ်ခုသာပါတဲ့မှာသည်ဆောင်းမာတပုတ်တွင်အကြောင်းအရာနှစ်ခုပါဝင်လင်းထိုဆောင်းမာသည်ဥတီချက်ပြန့်လွင်သွားပြီးလူရင်းကိုမမိပဲဝေဝါးသွားရကမိမိရေးသားမှုအပေါ်လွင်ပဲရှိလာနိုင်မှာစာနှင့်ရေးပြရာတွင်ဘာကိုဆိုလိုသည်ဆိုလီကိုပေါ်လွင်အောင်မရေးသားနိုင်မှာကရေးသားမှုမအောင်မြင်သည့်အခြေအနေတို့ရောက်သွားပါသည်အလားတူပင်ဝတ္ထုရေးပါကလည်းဝတ္ထုတပုတ်တွင်အကြောင်းအရာတစ်ခုကိုသာ ပြောကြခြင်းဒီအကောင်းဆုံးဖြစ်ပါသည်။ဆောင်းမတပုတ်ဘာရေးလိုသနည်းဆောင်းမတပုတ်တွင်မိမိဆိုလိုသောမိမိရေးသားလိုသောအကြောင်းအရာတစ်ခုတည်းကိုသာရေးသားရမည်ဖြစ်ပါသည်။ဆောင်းမတွင်ပါဝင်သောဆက်လုံးများဝတ်ကြများအားလုံးသည်မိမိဆိုလိုသောအရာမိမိဆိုလိုခြင်းသောဥတီချက်ကိုထီအောင်မိအောင်တစ်ချက်ချင်းပြစ်ခတ်ရမည်ဖြစ်သည်။ဥပမာဆေးလေးတောက်ခြင်းသည် မကောင်းဟုရေးသားခြင်းပါက ကောင်းစဉ်မှစ၍မိမိအီမန်ကျပေါ်လွင်အောင်ထိထိမိမိစလုံးများနှင့်စိတ်လေးမကောင်းကြောင်းကိုဖော်ပြရပါမည်။ဏိဒန်းစကားတွင် အချီးစကားစာပိုက်တွင်စိတ်လေးမကောင်းကြောင်းအနှံ့များသင်းနေရမည်ဖြစ်ပါသည်။စာကိုယ်တွင်ကစိတ်လေးမကောင်းကြောင်းကိုစကားလုံးတိုင်းကတင်းပုံနှင့်ထုသလိုစိတ်လေးသည်မကောင်းကြောင်းစင့်ငါစင့်ငါထုနှက်ရေးသားရပါမည်။ထုနှက်အားရပြီဆိုပါကဏိကုံးတွင် စိတ်လေးကိုဘယ်တော့မှမတောက်ရံထပ်၍ဆုံးမရပါဘူးမြို့ဘုသူရေးသားနိုင်မှာကထူဆောင်မသည်ဆောင်းပါကောင်းတစ်ပုဒ်ဖြစ်လာပါမည်မိမိဆိုလိုချင်သောအရာကိုတစ်ဖက်သားနားလည်အောင်သဘောပေါက်အောင်ရေးသားနိုင်မှာကတစ်ဖက်သားနားလည်သဘောပေါက်ကအောင်မြင်သောဆောင်းပါတစ်ပုဒ်ဖြစ်လာပါသည်ဇာကိုတော့ဗလာစာအုပ်၃လေးအုပ်ရအောင်လူတိုင်းရေးတတ်ကြသူများဖြစ်ပါသည်ထို့သို့ရေးသားထားသောစာများသည်တခါတည်းရောထွေးနေပြီး ဥတီချက်များလဲဟိုထိုးလိုက်ဒီထိုးလိုက်ဖြစ်နေပါကမိမိရည်မှန်းသောအဓိကဥတီချက်တော့မရောက်နိုင်ပါညည်းသားချက်များညံ့ပြင်းသွားကရည်ရွယ်ချက်မပေါက်ရောက်ဖဲဖြစ်သွားပါသည် ဖြစ်တတ်သည့်သဘောမှာဆဲလိမ်မကောင်းသည့်အကြောင်းကိုရေးသားမိဆိုပါကမိမိဆဲလိမ်စောက်တောင်းမိဖို့ဆဲလိမ်စတင်ပေါ်ပေါက်လာခြင်းအကြောင်းဆဲလိမ်ခုံလုံငန်းအကြောင်းဆဲလိမ်ကိုဘယ်လိုဝယ်ရသည်ဆိုသည့်အကြောင်းဆဲလိမ်အမျိုးမျိုးရှိပုံဆဲလိမ်လိပ်ပုံလိမ်နီးဆဲလိမ်နှင့်စီးပွားဖြစ်ပုံ စေးဆက်ပုံနဲ့မိမိစေးလေးကြိုက်သောမိဆွေများစသည်ဖြင့်စေးလေးနှင့်ပတ်သက်သောနှီးနွယ်နေသည့်အကြောင်းအရာမျိုးစုံပါလာတတ်သည်ထို့သို့ပါလာတတ်ပါကညီမှန်းချက်ဝေဝါးသွားပြီးစောင်းမကဘာကိုဆိုလိုသည်မရှိပဲမသိပဲဖြစ်သွားနိုင်ပါသည်စေးလေးမကောင်းကြောင်း ပြောလိုရင်စောင်းမအစလည်းဆုံးမကောင်းကြောင်းကိုသာရေးပါတဖန်စေးလေးလိမ့်ပုံလိမ့်နည်းအကြောင်းကိုပြောရင်နောက်စောင်းမတစ်ပုတ်ထပ်ရေးပါ ဆေးလိပ်လိပ်ပုံလိမ်ညီးကြောင်းနဲ့ဆေးလိပ်တောက်ခြင်းမကောင်းကြောင်းသည် တခြားစီသော ဆောင်းပါးများသာဖြစ်ပါသည်တဖန်ဆေးလိပ်စတင်ဖြစ်ပေါ်လာပုံကိုရေးသားလိုပါကဆောင်းပါးတစ်ပုတ်ထပ်ရေးပါလူဘဝတွင်လူတစ်ယောက်သည်ဆောင်းပါးဘဏ္ဍပုတ်ရေးသားရမည်ဟုဥပဒေဖြင့်ကန့်သတ်ထားမှုမရှိပါသို့သောစာရေးဆရာသည်ဥပဒေတရအနေနဲ့အသေးဆွဲအောင်မှတ်သားထားရမည်။တာမဏိအစည်းအဝေးမှာသင်သည် စောင်းပါတပုတ်ရေးပါကအကြောင်းအရာတစ်ခုကိုသာ ရေးသားရမည်ဖြစ်ပါသည်လူများသည်စောင်းပါရေးသားရတွင်နှီးနွယ်နေသောအကြောင်းအရာများကိုထဲ့သွင်းရေးသားမိရာကစောင်းပါသည်ဘာကိုဆိုလိုမှမသိဘဲဘေးချော်ထွက်သွားပြီး မပြည့်စင်သောရေးသားမှုများနှင့်မိမိရေးသားလိုသည့်ကိစ္စကိုပေါ်လွင်အောင်မရေးသားနိုင်မဲစာရေးခြင်းအလုပ်ကိုကြိုးစားရင်းလက်လျှော့သွားတတ်ကြပါသည် ထို့သို့ဆိုပါက စာရေးတတ်ပြီလားစာရေးเสียဖြစ်ပြီလားဟုမေးเสียရှိပါသည်တိတိကျကျဖြေဆိုရပါလင်စာရေးသားချင်းဆိုင်ရာထိုလျှို့ဝှက်ချက်ကို သင်သိအောင်ဖြင့်စာရေးเสียမဖြစ်သေးပါ စာရေးသားနည်းကိုသိပြီးနောက်သင်သည်စာရေးသားလိုသောစိတ်ကို မီးထိုးပေးဖို့လိုပါသည်စင်သင်စိတ်ဓာတ်သည် စာရေးသားရန်တစားစားဖြစ်နေရန်လိုအပ်ပါသည် သင်သည်ရေနွေးအိုးတည်သလို စာရေးသားလူစိတ်ကို မီးထိုးပေးရပါမည်။ရင်းနှီးဦးတဲပါက ပထမမီးမွေးရပါမည်။မီးတောက်လာပါက ရေကို ရေနွေးအိုးထဲထက်ကမီးပေါ်ပေါ်တင်ရမည်ဖြစ်ပါတယ်။ထို့နောက်မီးမွေးထားသောမီးဖြင့်ရေနွေးအိုးကိုမီးမပြတ်အောင်ထိုးပေးရမည်ဖြစ်ပါသည်။မီးထိုးရတဲ့မီးမပြတ်ဖို့လိုပါသည်။မီးပြတ်သွားပါက ရေနွေးအိုးသည်စူသည့်အဆင့်သို့ရောက်လာမည်မဟုတ်ပါ။ရေနွေးအိုးပွက်ပွက်စူလာစေသည် ကျွန်ုပ်တို့ဤပန်းနိုင်ဖြစ်ပါသည်ရင်းနှီးဦးကိုမိတိုက်ပါကဝါရုဝါစထင်းတို့ထင်းစမိသွေးကဲကြောင်ဤသွေးချက်စင်ပြီးစသည့်အပူတိုက်နိုင်သောအရန်မှန်သမျှနှင့်ကို့မှာရှိသမျှဖြင့်အဆက်မပြတ်မိအားကိုကောင်းကောင်းခီးတိုက်ဖို့လိုပါသည်ကြောင်မိသွေးဖဖို့ကိုအသုံးပြုပါကပို၍အားကောင်းနိုင်ပါသည်မိထိုးရတွင်မိသည်တညီညီတောက်လောင်းလောင်းထိုးပါမိထိုးမှုသည်အားကောင်းမှုလိုပါသည်စာရေးရာတွင်လည်း ရေနွေးဆူရံမိတိုက်ဆိုသလိုမိမိစာရေးလိုသော စိတ်ဆန္ဒကိုမိပြင်းပြင်းတိုက်ပေးရမည်ဖြစ်ပါသည် စာရေးလိုသောမိမိစိတ်ဆန္ဒဇောကို ထိထိရောက်ရောက်မိတိုက်ပေးဖို့လိုပါသည် ကောင်းငင်သို့တက်မည်ဘောလုံးကြီးသည်မှိုင်းဝမှအထက်သို့တက်သလိုဘယ်အရာမဆိုပြေဝမှုမရှိပါကအထက်သို့မတက်နိုင်ပါရေနွေးငွေဖြင့်သွားသောမိရထားများကိုကြောက်မိသေးဖြင့်အပူပေးသလိုမိထိုးဖို့လိုပါသည် ယနေ့ကောင်းငင်တွင်ပြန်တန်းနေသောရက်လင်းမြန်ကြီးများသည်တာမန်အပူတာမန်စွားအဖြစ်ပြန်တန်းနေခြင်းမဟုတ်ပါအကောင်းစားလေးရင်စီကိုမိရှို့၏အပြင်းစားအပူချိန်ဖြင့်အင်ဂျင်ရက်ဆက်အားလဲပတ်စေသောအလွန်တရာလေးတန်သောတမဏိဒုံးကြီးဖြင့်ပြုလုပ်ထားသော ထိုလီရင်ကိုရဲကြီးသည်ကုံများရောခီးတယ်များပါတင်ဆောင်ကငှက်၏အသွင်ပြား၏အလားကောင်းငင်မှပြန်တော့၏ကောင်းငင်ရန်တွင် တနာ yı မိုင်650ထက်ကျော်လွန်သောနှုန်းဖြင့်တရှိန်တို့ပြန်သန်းသည်မှာ လောင်စာမီကောင်းကောင်းကိုတုံး၍ပြင်စာမီထိုးထားသောကြောင့်ဖြစ်ပါသည်။ထင်းမီကောက်ရိုးမီမျှလောက်ဖြင့်ငါဒင်းကြီးမိုးဘော်မတက်ပါ။ကျွန်ုပ်ဘာကိုဆိုလိုခြင်း၍ဒီအကြောင်းကိုရေးသားနေရပါသည်။စာကိုဘလို့ရေးသားမည်ဟုသော စာရေးသားနည်းကျမ်းတစ်စောင်မဟုတ်ကြောင်းသင်သည် နားလည်အပ်ပါသည်။ ဇာယိတာနီအတက်ဇာအုပ်လည်းမဟုတ်ပါ ယခုစာသည်ဘဝတက်ကြံအတွက်ဇာအုပ်ဖြစ်ပါသည်ဘဝအောင်မြင်လမ်းညွန်လမ်းဖြစ်ပါသည်ဇာယိဆရာဖြစ်လို့လည်းဇာအုပ်ဤပထမအခန်းတွင်ပါတော့ဇာယိတာနီကိုယူ၍စင့်စိတ်ဆန္ဒအားမိထိုးကဇာယိဆရာဘဝကိုခံယူပါစင်သည် မုတ်ချဇာယိဆရာဖြစ်လာနိုင်ပါသည်သို့သော် ကျွန်တော်ဒီသင်အားမိထိုးပေးလို့ဒီမှာစာရေးဆရာဖြစ်ဖို့တတ်တတ်တာမကပါသင်ပါဖြစ်လို့ပါသနီးတကြွေတူလားငွေကြီးပြည့်စုံလို့တူလားငွေကြီးဆိုင်ရလွတ်မြောက်ခွင့်ရဘူးလားအောင်မြင်သူတူဖြစ်ဖို့လားသင်ပါဖြစ်ချင်တယ်လေဖြစ်ချင်တာရင်ဖြစ်နိုင်ပြီလားထာဝရအောင်ပွဲနဲ့ကြွေဝမှုရပြီလားပျော်ရွှင်မှုနဲ့အောင်ပွဲတွေရပြီလား ထိုရာများအတွက်ဤစာကိုရေးသားနေခြင်းဖြစ်ပါသည်စာရေးသားခြင်းကိစ္စဤသူဘောအောင်မြင်မှုအတွက်ထိတ်တန်းသူတလန်းရာတွင်သင်ဖြစ်လို့သောကိစ္စတည်း just one idea တစ်ခုတည်းသောအကြောင်းကိုရွေးချယ်ပါ သင်ပါလုပ်ခြင်းသည်သင်ပါဖြစ်ခြင်းသည်သင်ဘလိုအောင်မွေးမြေရလိုသည်ဘလိုလွမြောက်ခွင့်မျိုးကိုနှစ်သက်ပါသည်သင်ဖြစ်ခြင်းတာလှုပ်ခြင်းတာတစ်ခုကိုရွေးချယ်ပါ တင်လှုပ်ချင်သောကိစ္စတစ်ခုကျန်သည့်စိတ်ကူးပါ just one idea ဖြစ်နိုင်သည့်တစ်ခုတည်းကိုသာစိတ်ကူးပါမဖြစ်နိုင်ဘူးထင်ထားတာကိုလည်းစိတ်ကူးနိုင်ပါသည် မဖြစ်နိုင်တာတွေသည်လည်းနောက်တော့အလွယ်နှင့်ဖြစ်သွားနိုင်ပါသည်သို့သောတင်သည်ဘယ်တော့မှဘယ်တော့မှကို ကိစ္စနှစ်ခုကို တပြိုင်တည်းမစင်းစားပါနဲ့ကိစ္စတစ်ခုကိုသာကြံစည်စိတ်ကူးပါ just one idea ထို့အကျဉ်းစီတစ်ခုလဲသောစိတ်ကူးသည်သင်၏ရွယ်ချက်သင်၏မျှော်လင့်ချက်သင်၏တောင်းတချက်ဖြစ်ပါသည် ထို့အကျဉ်းစီဤမှန်းချက်ဆန္ဒကိုမိထို့ပါအပြင်းစားမိထို့ပါ ထို့နောက်သင်စိတ်ကူးဆန္ဒသည်ဆန္ဒတတ်သက်ဖြစ်ချင်တာတတ်သက်မဟုတ်ဘဲသင်ဤမှန်းချက်ဇောကတ်ထားသောဤမှန်းချက်ဖြစ်လာရပါလိမ့်မည်စိတ်ဆန္ဒနှင့်ဇော ပေါင်းစည်းသောအခါစိတ်ဇောဆန္ဒရိုးရိုးဆန္ဒမဟုတ်တော့ပါရိုးရိုးဆန္ဒမဟုတ်သောစိတ်ဇောဆန္ဒဤမှန်းချက်ကို အပြင်းသာမီးထိုးပေးပါမီးထိုးရရင်ဇက်တိုက်မီးထိုးပါထိုအခါသင့်ဆန္ဒစိတ်ဇောသည်တဟုံဟုံတောက်လောင်နေသည်စိတ်ဇောဆန္ဒ burning desire ဖြစ်လာပါပြီထိုစိတ်ဇောဆန္ဒသည်သင့်ရင်ထဲ၌အမြဲတမ်းတောက်လောင်နေပါစေအမြဲတမ်းတောက်လောင်နေအောင်လေ လောင်စာကောင်းကောင်းဖို့ပေးပါအပေါ်စာထင်းပြီးဝါမီကောက်ရုံများဖြင့်ဆန္ဒစိုးကို မီးမထိုးပါနဲ့အကောင်စာကြက်လင်းစီ အပြင်းစာတက်စီကြောက်မီးသွေးကြောက်ခဲစိန်ခဲတမ္မဏိကေများကို လောင်စာအဖြစ်အသုံးပြု၍စိတ်စိတ်ဆန္ဒစိုးကို မီးထိုးပါအဆက်မပြတ်မီးထိုးပါကြက်လင်းကြီးကောင်းငြိမ်ရန်တို့တရှိန်တို့တက်သွားတဲ့ကဲတို့ တင်းဒီလဲရက်လင်ကြီးလိုထိတ်ဆုံးလို့ရောက်ရှိသွားပါလိမ့်မည်။တကြိမ်ပြုတ်လို့လင်အမှုကိစ္စတစ်ခုကိုသာလုပ်ပါ။တခုတည်းသောဤမှန်းချက်အောင်မြင်ရေးအတွက်တင့်ဆန္ဒတင့်ဤမှန်းချက်တွင်ဇောကတ်ထားပါ။ Just one idea ။ထို့နောက်ယင်းစိတ်ဆန္ဒဇောကို အကောင်းဆုံးမိစာဖြင့်အဆက်မပြတ်မီးရှို့ပါ။မိထိုးပင်ဘာဖြစ်လာမည်နည်းမိထိုးပင်တင်းဒီလမ်းစာလဲပျောက်သွားနိုင်ပါသည်။မိထိုးရန်တင်းဒီ ရှောက်တော်လန်ကျင်းသည့်ထက်ကျင်းလာနိုင်ပါသည်သို့သောဇွဲမလျှော့ပါနှင့်ဆက်လျှောက်ပါသင်အားထိတ်ဆုံး၌တွေ့ရပါလိမ့်မည်စိတ်ဆန္ဒဇောကိုဘလို့မီးတိုက်မလဲဘဒုရီမီးတိုက်ခဲ့တယ်မီးတိုက်နေရင်မီးထိုးနေရင်ဘာဖြစ်ခဲ့တယ်လဲ နားဆင်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်အပတ်များမှာမိမိစိတ်ဆန္ဒသောကိုအပြင်းစားမိတိုက်မိသူတို့အူအကြောင်းဖော်ပြပြီးတော့မှာဖြစ်ပါတယ်။နားဆင်ပြီးခဲ့တဲ့မိတ်ဆွေအားလုံးတည်ငြိမ်အေးချမ်းသောစိတ်ဓာတ်များအပြင်အောင်မြင်သောဘဝတွေပိုင်ဆိုင်နိုင်ကြပါသည်ခင်ဗျာ။